ယဟိုအလုံးမင်းမင်္ဂလာပါရှင့်ထောဘတ်ထမင်းနဲ့ကြတာဟင်ကြိုက်ကြလားရှင့်ကျမတို့အရန်ကြိုက်တယ်ထောဘတ်ထမင်းကပေါင်းအုပ်နဲ့ချက်ထားတာဖြစ်ပြီးတော့လွယ်ကူမြန်ဆန်ပြီးအရန်အရသာရှိတယ်အဲနောက်ပြီးတော့တွဲဖက်စားတဲ့ကြတာဟင်ကိုကြတော့ကျမကပုံမှန်ချက်နီးတိုင်းမဟုတ်ဘဲနဲ့အိန္ဒိယမှာဒီဓာမောက်ကြတာချက်နီးပေါ့နော်ไอ้ฉันนี่ดิโอเลลาပြီးတော့ جماعه အဲ့တိုင်းလေးတူခိုးပြီးချက်ထားတာအရန်စားလို့ကောင်းတာပဲအဲ့အတွက်ကြောင့်အားလုံးကို جماعه ချန်နီလေးကိုမျှဝေပေးခြင်းပါတယ်ရှင် ထောက်ဘက်ထမင်းကတော့စိတ်ကြိုက်အရသာမအီအောင်ချက်ထားတယ်။အဲတသားဟင်းလဲပါတယ်ဆိုတော့ဘာပဲပြောပြောစီရီနဲ့ကြီးဖြစ်နေတော့အချင်းလေးရတော့လိုအပ်တယ်ပေါ့နော်။အဲ့တော့အချင်းကမြန်မာပြည်မှာဆိုလို့ရှိရင်တရက်ချင်းရှိရဲ။ဒါပေမဲ့ကျမတို့ဆီမှာတရက်ချင်းမလွယ်ကူတော့ကိုပါသားကိုအဲမုံလာချင်းလေးလှုပ်စားတယ်ပေါ့နော်။ဓာတ်ပေါက်ဆံဝယ်ထားတဲ့လူတွေဆိုလို့ရှိရင်အရန်အဆင်ပြေတယ်ပေါ့နော်။ဒီဓာတ်ပေါက်ဆံနဲ့ချက်စားပါလုံးဝအယောင်အစင်အနံ့ရတာနဲ့ပြည့်စုံတဲ့ထောပတ်ထမင်းလေးကိုရရှိမှာပဲဖြစ်ပါရဲ့ရှင်။ချက်နီးဗီဒီယိုလေးလည်းတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲစောင့်မျှော်ကြည့်ရှုပေးဖို့ တောင်းဆိုပါတယ်ရှင့်လုံနီးကလက်ဝင်တယ်လို့ထင်ရပေမဲ့လေပြရတဲ့အချိန်နဲ့တန်တဲ့အရန်ကိုပဲဆွေမျိုးမိသွားမယ်ရှင်